သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းနေမှာဒီကနေ့စက်တင်ဘာလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုစုံတိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့နိုင်ငံရေးပါတီများအမတ်လောင်းများနဲ့ကူညီပေးသူတွေကိုပြက်ပြက်တားတားအေးအေးယူမဲလို့ချင်းညီနောင်သတိပေးကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ် အကြံဖတ်စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီများလွှတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရန်ကူညီဆောင်ရွက်ပေးသူတွေကိုပြက်ပြက်သားသားအေးအေးယူဆောင်ရွက်သွားမယ်လို့ချင်းညီနောင်ကတရားဝင်သတိပေးကြေညာလိုက်ကြောင်းချင်းညီနောင်အတွင်ရမှုစလိုင်းပွေအုပ်ကပြောကြားပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာတရားမဝင်အတူရောင်ရွေးကောက်ပွဲကိုစတင်မယ်လို့အကြံဖတ်စစ်ကောင်မရှင်ကကြေညာထားပြီးဖြစ်ကြောင်းချင်းညီနောင်အနေနဲ့မိမိတို့တင်းကျုံနေမြေအတွင်းမှာ အတူယောင်ရွေးကောက်ပွဲဖြစ်မြောက်ရန်ကြိုးပမ်းဆောင်ရွက်မှုများအားလုံးကိုတားမြစ်လိုက်ကြောင်းအသိပေးထားပါသည်။အရေးယူတဲ့အပိုင်းမှာတော့ပိုင်ဆိုင်မှုပစ္စည်းသိမ်းတာရဲ့လူကိုယ်တိုင်ကချင်းညီနောင်ထင်းကျုံနေမိတဲ့မှာရှိနေရင်လူပုတ်ကိုယ်တွေကိုထင်းသိမ်းတာမျိုးလှုပ်သိမ့်ရင်လှုပ်ဖို့ပါ။ပြည်သူတွေအနေနဲ့ထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲစက္ကမရဲ့ပြည်တွင်ပြပပြည်သူလူထုကိုလှည့်စားဖို့အတွက်ရည်ရွယ်ထားတဲ့အတူယောင်ရွေးကောက်ပွဲကိုလုံးဝမပါဝင်ကြဖို့ရရနီလနဲ့တားဆီးဟန်တားကြဖို့လိုပါတယ်လို့ ချင်းညင်အောင်အတွင်ရမှုစလိုင်းပွေအုပ်ကတတိပီပြောဆိုပါတယ်အကြံဖတ်စစ်ကော်မရှင်ကပြည်သူလူထုရဲ့သဘောဆန္ဒမပါဘဲတရားမဝင်ရွေးကောက်ပွဲဖန်တီးပြုလုပ်ခြင်းဖြစ်ပြီးအဲ့ဒီလိုလှုပ်ဆောင်နေမှုဟာဒီမိုကရေစီစနစ်ကိုဆန့်ကျင်ကပြည်သူလူထုရဲ့အချုပ်အခြာအာဏာကိုအတင်းအဓမ္မရယူရန်ကြိုးစားနေခြင်းဖြစ်တယ်လို့ချင်းညင်အောင်တပ်ဖွဲ့ကထောက်ပြထားပါတယ်အကြံဖတ်စစ်ကော်မရှင်ကတရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားနေစဉ်ကာလအတွင်းနိုင်ငံရေးအကျဉ်းသားများဆက်လက်ဖန်ဆီးထားခြင်း နိုင်ငံတဝန်းလုံးမှာရှိတဲ့အယက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းစစ်အုပ်ချုပ်ရေးကဲ့သို့တင်းကျပ်တဲ့ဥပဒေများချမှတ်ခြင်းနဲ့ပြည်သူကိုယ်စားပြုတဲ့နိုင်ငံရေးပါတီများမပါဝင်ခြင်းတို့ကြောင့်၎င်းရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့တူယောင်ရွေးကောက်ပွဲဖြစ်ကြောင်းချင်းညီနောင်ကပြောဆိုပါတယ်။အကြံဖတ်စစ်ကော်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲရလဟာဒီမိုကရေစီနီးကျရွေးချယ်တင်မြှောက်ထားတဲ့အစိုးရဖြစ်မလာစေတဲ့အပြင်ပြည်ပကက်ကိုပုံမကြီးထွားစေကြောင် နိုင်ငံသားတိုင်းတန်းတူမဲပေးပိုင်ခွင့်မရှိဘဲနိုင်ငံရေးအရာထွက်ပေါက်ရှာခြင်းဖြစ်ပြီးစစ်အာဏာရှင်စနစ်သက်ဆူးရှိစေမှာဖြစ်ကြောင်းသတိပေးထားပါတယ်။ထို့ကြောင့်ချင်းကြီးနောင်အနေနဲ့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့မိဖက်ဒေါ်လာရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းလက်တွဲကာအကြမ်းဖက်စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်သွားမှာဖြစ်ပြီးနိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လည်းအကြမ်းဖက်စစ်ကော်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲကိုအပိထောက်ခံခြင်းမပြုကြရင်မြစ်တာရက်ခံတာပါပဲ။ KSS စစ်အာဏာရှင်စနစ်ကြောင့်အပိနေခံပြည်သူလူထုတို့ရဲ့ဘဝဆင်းရဲဒုက္ခကိုမငယ်ပဲအကြံဖတ်စစ်ကောင်မရှင်ရဲ့အတုရရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီများလွတ်တော်ကိုယ်စားလှယ်များနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရန်ကူညီဆောင်ရွက်ပေးတဲ့မြည်သူကိုမဆူပြက်ပြက်သားသားအေးအေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းချင်းညီနောင်တပ်ဖွဲ့ကကြေညာထားပါတယ်မြန်မာနိုင်ငံတဝန်းမှာတော်လန်ပြည်သူလူထုအနေနဲ့လဲအကြံဖတ်စစ်ကောင်မရှင်ရဲ့အတုရရွေးကောက်ပွဲကို ပါဝင်ဆောင်ရွက်ခြင်းမပြုဘဲစွန့်ကျင်တော်လှန်သွားကြဖို့ကြီးညီနောင်ကတိုက်တွန်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လေကူးမြို့နယ်မှာစစ်တပ် လက်အောက်ခံအုံနေကုန်းရက်ွက်ရုံးကိုဘုံခွေတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းလေကူးမြို့နယ်မှာတရားမဝင်ရွေးကောက်ပွဲပြုလုပ်ရင်ပြင်ဆင်နေပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးကစစ်တပ်ထံကိုပို့ဆောင်နေတဲ့အုံနေကုန်းရက်ွက်ရုံးကိုဘုံခွေတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေအဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ် စက်တင်ဘာလ25ရက်နေ့ည9:00မိနစ်ခန့်မှာလေကူးမြို့နယ်အုံနေကုန်းရပ်ကွက်မှာအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုနဲ့လူမိုက်အဖွဲ့တွေရှိနေစဉ်ရန်ကုန်အာမီ WA ရဲဘော်တွေကမိုင်းနှလုံးနဲ့ပေါက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။မိုင်းခွဲတိုက်ခိုက်မှုအတွင်းမှာအုပ်ချုပ်ရေးမှုနဲ့လူမိုက်အဖွဲ့များရှိရာနေရာမှာပေါက်ကွဲခဲ့ခြင်းကြောင့်ထိခိုက်မှုရှိပြီးလူနာထင်ကားများရောက်ရှိလာခဲ့ကြောင်းရင်းတိုက်ခိုက်မှုအတွင်းမှာအုပ်ချုပ်ရေးမှုအပါအဝင်ငါးဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ရင်အုံနေကုံရက်ွက်ရုံဟာတရားမဝင်ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ခြင်းလူငယ်လူရွယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းရဲ့အကြမ်းဖက်စစ်တပ်ထံကိုရောင်းစား၍လူကုန်ကူးခြင်းများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်အာမေအဖွဲ့ကရှင်းပြပါတယ်။ထိခိုက်မှုကတော့အနည်းဆုံး900လောက်ထိခိုက်နိုင်တယ်။မြေပြင်တရင်ပေးကချက်ချင်းပြောတာကလူနာတင်းရင်တွေရောက်နေပြီဆိုတာပါပဲ။တေးဖို့လည်းများတယ်။ကျွန်တော်တို့တေချာလှုပ်ခဲ့တာရွေးကောက်ပွဲအတွက်အားတက်တရော့လှုပ်ဆောင်နေကြတဲ့ကောင်တွေ စည်ရင်တေချာပြည့်စုထားတယ်တစ်ချိန်မဟုတ်တစ်ချိန်လုံနေတဲ့မင်းတို့တွေစီကိုကျွန်တော်တို့ရောက်လာမယ်ဆိုတာသတင်းပါကျင်ပါတယ်ပြည်သူတွေကိုလည်းတရားမဝင်ရွေးကောက်ပွဲကိုနိုင်တဲ့နေရာကနေစန့်ကျင်ကြဖို့မှာကျင်ပါတယ်လို့ရန်ကုန်အာမီအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်ရန်ကုန်အာမီ YA အနေနဲ့အကြံဖတ်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လုတ်ကင်နေကြသူတွေကိုအပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်းသတိပေးပြောဆိုထားပါရခင်ဗျာ ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ကြောင်မဲမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုမရင်းကျင့်တပ်ဖြတ်ပြီးတန်ကတပန်းအပအဝင်စစ်စုပေါင်းစစ်ပေးဆောင်ပြည်သူ၄ဦးကိုရရက်ဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအသက်16နှစ်အရွယ်မိန်းကလေးငယ်ကိုစစ်တပ်ကမရင်းကျင့်တပ်ဖြတ်ပြီး တန်ကတပန်းအပါအဝင်စစ်စစ်ပေါင်းပြည်သူ၄ဦးကိုရရဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းဒေသပြည်သူများနဲ့အသက်ခံရသူတွေရဲ့မိတ်ဆွေတဦးကပြောဆိုပါရယ်စက်တင်ဘာလ24ရက်နေ့ညနေပိုင်းကြောင်မဲမြို့နယ်နာအိုင်ခန့်ရွာအနီးတန်ကတော်တပန်းနဲ့စစ်ပေးရှောင်တားမိ၃ဦးဖြစ်တဲ့အသက်48နှစ်အရွယ်ဒေါ်လျန်၊တမီးဖြစ်သူ အသက်16နှစ်အရွယ်နန်းသိန်းစာတားဖြစ်သူအသက်12နှစ်အရွယ်ဆိုင်းမောင်တို့ကိုစစ်တပ်ကတွေ့ရှိသွားကြောင်းအဲ့ဒီနောက်စစ်တပ်ကအသက်16နှစ်အရွယ်နန်းသိန်းစာကိုမရင်းကျင်ပြီး ပထမဦးစွာတက်ပြတ်ကြောင်းတောင်းအပြင်ဒေါ်လျန်းနဲ့ဆိုင်းမောင်တို့ကိုလည်းပြစ်ခတ်တက်ပြတ်ခဲ့ကြောင်းတန်ကာတော်ကိုတော့ကြီးရွာအနီးမှာပင်တက်ပြတ်ခဲ့ကြောင်းသိရှိရပါတယ်အသက်ခံရသူတွေကစစ်ပေးရှောင်နေတဲ့နောက်အိုင်ခင့်ကြီးရွာကပါမိန်းကလေးငယ်ကိုမရင်းကျင့်တက်ပြတ်ထားတာမြင်လို့တော့မကောင်းဘူးအမေရောမောင်လေးကိုရောတက်သွားတယ်ဦးစင်တပားကိုလည်းတက်သွားတယ်စုစုပေါင်းတေဆုံးတာ၄ဦးပါစစ်တပ်အသုံးအဆောင်တွေယူနီဖောင်းတွေပေါင်းမီတွေကြံခဲ့တယ်တဲတဲမလို့ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသပြည်သူကပြောဆိုပါတယ် ရှမ်းကျောင်းသားတမကကလည်းကြောင်မဲမြို့နယ်မှာစစ်တပ်ကအသက်မပြည့်သေးတဲ့မင်းကလေးငယ်တဦးကိုအတမကျင့်တပ်ဖြတ်ခဲ့ကတန်ကတပန်းအပါအဝင်စစ်စုပေါင်းပြည်သူ၄ဦးကိုတပ်ဖြတ်ခဲ့ကြောင်းယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်အသက်ခံထားရတဲ့မိသားစု၃ဦးနေထိုင်တဲ့တဲတဲမှာစစ်ကောင်စီတပ်သားတွေရဲ့ယူနီဖောင်းကြံရစ်ခဲ့ကြောင်းယခုကဲ့သို့အပြစ်မဲ့ပြည်သူတွေကိုစစ်ရာဇဝဲမှုကျွလွန်နေတဲ့စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲအေးအေးယူပေးဖို့ကမ္ဘာနိုင်ငံအသီးသီးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုရှမ်းကျောင်းသားတမကကတောင်းဆိုပါတယ်။ရှမ်းကျောင်းသားတမကအနေနဲ့ပြည်သူများအပေါ်ရာဆွေးမှုများကျွလွန်လျက်ရှိတဲ့စစ်ရာဇဝတ်ကောင်တွေကိုရရနီးနဲ့အပြစ်ပေးအရေးယူသွားနိုင်ဖို့ကူညီပေးသွားမှာဖြစ်ကြောင်းဆက်လက်ထုတ်ပြန်ထားပါရခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့မြန်မာနိုင်ငံသားများအော်တိုဘာလ၁ရက်နေ့မှစတင်၍ဗီဇာမလိုပဲမလေးရှားနိုင်ငံကို14ရက်တွားရောက်လစ်ပတ်ခွင့်ပြုထားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံအဖွဲ့ဝင်မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေကိုဗီဇာမလိုဘဲမလေးရှားနိုင်ငံကို14ရက်သွားရောက်လည်ပတ်ခွင့်ပြုလိုက်ကြောင်းရန်ကုန်အခြေစိုက်မလေးရှားတန်ယုံကတရားဝင်သတင်းထုတ်ပြန်ကြေညာပါတယ်။လာမယ့်အော်တိုဘာလ1ရက်နေ့မှစတင်၍မြန်မာနိုင်ငံသားနိုင်ငံကိုလက်မှတ်ကန်ဆောင်ထားသူများအနေနဲ့မလေးရှားနိုင်ငံကိုကာလတူလည်ပတ်မှုအတွက်ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်းအဆိုပါဗီဇာကင်းလွတ်ခွင့်မှာမလေးရှားနိုင်ငံအတွင်းရပ်ပေါင်း14ရက်နေထိုင်နိုင်ကြောင်းမလေးရှားတန်ယုံကဆိုပါတယ်။သို့ရာမှာတော့ဗီဇာကင်းလွတ်အစီအစဉ်ဟာ မလေးရှားနိုင်ငံအတွင်းကိုတေချာပေါက်ဝင်ရောက်ခွင့်ရရှိမယ်လို့အာမခံခြင်းမဟုတ်ပဲမလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိရဲ့တဘောတူညီခွင့်ပြုချက်ပေါ်မူတည်နေကြောင်းသိရှိရပါတယ်အတော့ပြန်လေရင်လက်မှတ်ဟိုတယ်ပိုကင်ရှိုမန်နီမလေးရှားကိုလာရောက်တဲ့အကြောင်းအရာစာနာတွေကိုတည်တည်ချာချာစစ်စစ်မဲ့အခြေအနေရှိနေပါတယ်မြန်မာနိုင်ငံသားတိုင်းဗီဇာမလိုဘူးဆိုပေမဲ့သူတို့ဘက်ကတော့တေချာကိုစစ်စစ်မှာကတေချာပါတယ်တကယ်သွားလာမဲ့သူတွေကတော့ခုနကပြောတဲ့လိုအပ်ချက်တွေကိုတေချာပြင်ဆင်ပြီးသွားတင်ပါတယ်လို့ ရန်ကုန်အခြေစိုက်မလေးရှားထိုင်းနဲ့စင်ကာပူနိုင်ငံကိုခီးတွားလာဝန်ဆောင်မှုပေးနေတဲ့ခီးတွားထုတ်ကုမ္ပဏီတစ်ခုက သုံးသပ်ပြောဆိုပါတယ်မလေးရှားနိုင်ငံဟာလောက်ခလာစာမြန်မာချင်းကြောင့်မြန်မာနိုင်ငံသားများတရားဝင်နဲ့တရားမဝင်ပါလမ်းကြောင်းအမျိုးမျိုးနဲ့တွားရောက်လုလုကန်နေကြတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်အာဏာရှင်စနစ်အမြင့်ပြတ်တိုက်ဖြတ်ရေး NUG တမရနဲ့ KNU ဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲရန်သဘောတူညီခဲ့ကြောင်းတင်ဆက်ပေးပါမယ် စစ်အာဏာရှင်စနစ်အမြင့်ဖြတ်တိုက်ဖြတ်ရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံတော်ယာယီတမနာဒူဝါလက်ရှိလာနဲ့ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဘဒုစောကွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲရန်သဘောတူညီလိုက်ကြောင်းနှစ်ဖက်စလုံးကသတင်းထုတ်ပြန်ပါတယ်။စက်တင်ဘာလ24ရက်နေ့မှာရင်းတို့တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီးတော်လိုင်းအင်အားစုများအကြားယခုထက်ပိုမိုစည်းလုံးညီညွတ်စွာနဲ့လက်တွဲပြီးမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်လက်အောက်မှအပြေးတိုင်လွတ်မြောက်ရေး စစ်အာဏာရှင်နဲ့အာဏာရှင်ဟူသည်။အမြင့်ဖြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူထုတရားဝါပြောမှုတို့ကိုဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြဖို့ခေါင်းဆောင်နှုတ်ကသဘောတူညီခဲ့တယ်လို့သိရှိရပါတယ်။ NUG တမရနဲ့ KNU ဥက္ကဋ္ဌတို့တွေ့ဆုံမှုအတွင်းမှာနှွေဦးတော်လန်ရေးအမြင့်ဆုံးအောင်မြင်စေရန်တော်လိုင်းအင်အားစုများအကြာပူပေါင်းလက်တွဲလှုပ်ဆောင်သွားမဲ့ကဏ္ဍတွေနဲ့ဆက်လင်း၍အကျေတဝန့်ဆွေးနွေးကြတယ်လို့သိရှိရပါတယ်။ NUG နဲ့ KNU နှစ်ဖွဲ့စလုံးကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းကြေညာထားပြီးရွေးကောက်ပွဲကြောင့်နိုင်ငံရေးပြည်ထနာများပုံမှုရှုပ်ထွေးကမြန်မာတနိုင်ငံလုံးပဋိပက္ခများပုံမှုပြင်းထန်လာနိုင်ကြောင်းတရားဝင်ကြေညာချက် ထုတ်ပြန်တည်ပြထားပါတယ်။အာဏာသိမ်းစစ်တပ်ကတော့ရွေးကောက်ပွဲစန့်ကျင်သူမှန်သမျှကိုထိရောက်စွာအရေးယူမယ်လို့ကြေညာပြီးအကြမ်းဖက်အဖွဲ့ဖြစ်ကြေညာခြင်းအမှုဖွင့်ခြင်းများကိုတောက်လျှောက်ဆိုသလိုလှုပ်ဆောင်လာခဲ့ပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ຫນွေဥတော်လန်ရေးကိုကမ္ဘာနိုင်ငံတွေကမျက်နှာသာပေးမှုမရှိတဲ့အပေါ်အာမငေဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူຫນွေဥတော်လန်ရေးအပေါ်ကမ္ဘာအခြေအနေအရရက်ကမျက်နှာသာပေးမှုအများကြီးမရှိတဲ့အပေါ်မှာစိတ်ပြတ်အားငယ်နေစရာမလိုပဲကိုယ်ခွန်ကိုယ်အားနဲ့တော်လန်ရေးကိုအဆုံးသတ်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ25ရက်နေ့ကကျင်းပခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအစည်းအဝေးမှာဝန်ကြီးချုပ်ရဲ့ပြောကြားချက်ကို NUG သတင်းပြန်ကြားရေးဌာနကဒီကနေ့မှဖော်ပြခဲ့တာပါ NUG ယာယီတမရဒူဝါလက်ရှိလကလည်းလက်ရှိခုခံတော်လှန်စစ်ဟာအခက်အခဲအတားအဆီးတွေကြုံနေရပေမဲ့မလျှော့သောဇွဲနဲ့တော်လှန်ရေးပန်းတိုင်ကိုဆက်လက်ဆုပ်ကိုင်ပြီးအတူဝိုင်းဝန်းချီတက်ကြဖို့စက်တင်ဘာလ9ရက်နေ့ကကြောက်ရောက်ခဲ့တဲ့ ပြည်သူခုခံတော်လှန်စစ်ကြီးညာချင်းလင်းနစ်ပြည်မှာပြောကြားထားပါတယ်။ဒေတာရင်းနိုင်ငံတွေအနေနဲ့လဲစစ်အာဏာရှင်တွေရဲ့မျက်နှာကိုမကြည့်ပဲမြန်မာပြည်သူတရက်လုံးရဲ့မျက်နှာကိုငဲဖို့လေးနက်စွာတောင်းဆိုခြင်းပါတယ်။ဒါအပြင်ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်လမ်းပြမြေပုံဖြစ်တဲ့ Federal Democracy ဖြစ်ထွန်းပေါ်ပေါက်ဖို့ဝိုင်းဝန်းကူညီပေးပါလို့တိုက်တွန်းလိုပါတယ်။ကျွန်တော်တို့တိုင်းရင်းသားပြည်သူလူထုတရက်လုံးလိုလားတောင်းတနေတဲ့ Federal Democracy နိုင်ငံသစ်တည်ဆောက်ရေးဟာပြည်သူလူထုတရက်လုံးအပအဝင် ဒေတာရင်းနိုင်ငံတွေရဲ့ကူညီအားပေးမှုကိုရရှိမှသာပုံမှန်မြန်ဆန်စွာအောင်မြင်နိုင်မှာဖြစ်ပါတယ်လို့ယာယီတမရကပြောကြားထားတာပါ။မနေ့ကကျင်းပခဲ့တဲ့ဂျာကာလာဒေတန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီအစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းက NUG ကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေသကုတ်ကဲမှုနဲ့ဖော်ဆောင်ခဲ့တဲ့စကိုင်းတိုင်းကတခိုင်ဗန်းမောက်မြို့သိမ်းအောင်ပွဲအတွက်လဲဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။မြို့တစ်မြို့သိမ်းပြီးပြီဆိုရင် နောက်ဆက်တွဲစီမံလှုပ်ဆောင်ရမှာတွေကလည်းအင်မတန်များပြားတယ်ဆိုတာကိုရှိမှအတွေ့အကြုံတွေလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးဝန်ကြီးဌာနများတရားစွာပေါင်းဆက်ညှိနှိုင်းလှုပ်ဆောင်ကြဖို့များစွာအရေးကြီးတယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုသုံးတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ကြီးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ